ကျွန်တော်တို့ပညာရေးဥပဒေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပထမဆုံးအကျဉ်းဖက်ခံရတယ်ပြီးတော့အဲဒီချိန်မှာပဲအစိုးရရဲ့ကျွန်တော်တို့ရုံးလုံးပေါ်ခဲ့ကျွန်တော်တို့ဒီလိုခံစားနေတဲ့အပေါင်းကလက်သက်နေရရဲ့ရုံးနဲ့ဝင်တာကျွန်တော်ခံရရတယ်ကျွန်တော်တို့အဲ့ဒါကိုလုံးဝမပြေဘူးအမေရရတဲ့ဒီဒီပဲလုပ်ရတယ်လက်ပတ်နေကျန်းဖက်မှုနှစ်ပတ်လည်အထိမ့်မှတ်ပွဲနဲ့နိုင်ငံရေးကျင်းသားတွေလွတ်မြောက်ရေးစုပေါင်းပွဲကို တက္ကသိုလ်ကျောင်းသားများတမကကဦးဆောင်ပြီးအေယာဝီမအူပင်ပသိင်ကကျောင်းသားတွေဒဂုံတက္ကသိုလ်နဲ့စီဝိုင်းတက္ကသိုလ်ကကျောင်းသားတွေအပြင်တက်ကြွလှုပ်ရှားသူတွေလည်းပါဝင်ခဲ့ပါတယ်။ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းကိုအကြမ်းမဖက်ဖို့တောင်းဆိုရင်မြို့တော်ခမ်းမရှိလူမြင်ကွင်းမှာဘယ်ဟာမှမတည်တဲ့လက်ပတ်ညီလူတစုနဲ့ရဲတွေရဲ့ဝိုင်းဝန်းအကြမ်းဖက်ခံခဲ့ရတာဟာဦးသိန်းစိန်ဆိုးရွားကိုရုံလုံးပေါ်စေခဲ့သလိုမေးမြန်းနိုင်တဲ့အမှတ်တရအနေနဲ့ဖြစ်ပါတယ်။ ဒီလိုမျိုးလုပ်ရတာကျွန်တော်မျိုးတော်ခမ်းမရှိမှာကျွန်တော်တို့လူမြင့်တင်းမင်းဆံမှာလုပ်သွားတာပါကျွန်တော်ကတော့ဒါကျွန်တော်တို့အစိုးရရုံလုံးပေါ်လာလို့ပဲမြင်ပါတယ်ကျွန်တော်တို့သူတို့၄နှစ်လုံးလုံးဖုံးခွဲလာတဲ့အရုံလုံးကိုကျွန်တော်တို့ဒီမှာအချမ်းမပြုတ်ခွင့်ပြီးတော့သူတို့ရဲ့ စစ်တပိုင်းဆိုတာတရုတ်မှောင်တရုတ်ခေါ်လိုက်တာပါကျွန်တော်တို့အိန္ဒိယရိုက်ခံပြီးတော့ဘန်ခိုင်ရဲ့ចောင်းသားတွေကထောင်ထဲရောက်နေတယ်တကယ်ရိုက်ဝါတဲ့ဖမ်းဆီးဝါတဲ့လူတွေကမရောက်နိုင်မှမသိဘူးကျွန်တော်တို့အဲ့ဒါကိုဟိုအမြန်ဆုံးတရားမျှတဆိုတာနဲ့ဖော်တိုပေးဖို့ဖော်တိုပေးစီချင်ပါပြီးတော့နောက်နောက်အစိုးရတိတက်လာရင်လည်းကျွန်တော်တို့နိုင်ငံချင်းသားတွေအကုန်လုံးလွတ်လပ်ခွင့်ရဖို့ကျွန်တော်ထောင်ထဲကနေပြီးတော့အကုန်လုံးလွတ်ပေးဖို့ကျွန်တော်တောင်းဆိုပါတယ်ကျေးဇူးဆက်ဆက်ဆေလာကြီးမားခဲ့တော့သမဂါကြီးဖတ်တော်တော်လေးယူ ဒီပွဲကိုလာရောက်ကြသူတွေဟာခွတောင်းလန်ကိုလေးပြူခဲ့ပြီးပြီးခဲ့တဲ့နှစ်မတ်လ9ရက်နေ့မှာဖြစ်ပွားခဲ့တဲ့လက်ပတ်ညီချမ်းဖတ်မှုကြောင်းပြန်ပြောတာတွေ performance လုပ်ပြတာတွေအပြင်ကြပြားတွေလည်းရွတ်ဆိုခဲ့ကြပါတယ်ဆာလဘောဥပဒေအောင်ဖတ်တရားစီရင်ရေးကြီးနဲ့စစ်တမိုင်းဆွဲရအနာဂတ်ကိုလက်မထုံးနဲ့ရိုက်တက်နေတဲ့ခွင်းမျိုးတွေဖြစ်တယ်တော်လန်ကြအနာလွှဲပြမှုအချိန်နီးကပ်လာပြီဖြစ်တဲ့လက်ရှိဆိုရဟာ ကျောင်းသားတွေအတွက်ပုံမှန်တွေတစ်ခုပြီးတစ်ခုကိုနှုတ်ဆက်လက်ဆောင်ဖြစ်ပေးနေတယ်လို့ပြောလာသူကစင်မင်းဖြူပါသူတို့အနေနဲ့သူလောက်တာပေါ့သူတို့မသွားခင်လေးနောက်ဆုံးအနေနဲ့ကျွန်တော်တို့နှုတ်ဆက်လက်ဆောင်လေးပေးခဲ့တယ်ကျွန်တော်ပြောပါတယ်နှုတ်ဆက်လက်ဆောင်လေးဒါပေမဲ့နှုတ်ဆက်လက်ဆောင်ကောင်းကောင်းငယ်ငယ်မဟုတ်ဘူးလေကျွန်တော်တို့ဟိုဖုတ်မှတ်တွေပေးတာတော့နည်းနည်းစိုးရတယ်ဟုတ်ကဲ့